မြန်မာစတားပြိုင်ပွဲကနေဒိုင်းဖြည့်နှုတ်ထွက်ကြောင်းလိုက်လွင့်ကျင်းညာပြီးမြန်မာစတားအကြောင်းတွေဖော်ထုတ်လာပေမဲ့အချိန်တည်းရဲ့အကြောင်းဒိုင်းဖြည့်ဆက်လုံးနေရတဲ့ခင်ရတနာဆုံး ပြည်သူများလုံးမင်္ဂလာပေါင်းမာတပန် page ကနေကြေဆွလိုက်ပါတယ်ခင်ရတနာဆိုးကတော့ပြီးခဲ့တဲ့ရက်ကမြန်မာစတားပြိုင်ပွဲကနေဒိုင်းဖြစ်နှုတ်ထွက်ကြောင်းလိုင်းလွင့်ကြညာခဲ့ပြီးမြန်မာစတားနဲ့ပတ်သက်တဲ့အဖြစ်ပြက်မှန်သမျှကိုထုတ်ဖော်ပြပြလာခဲ့တာပဲဖြစ်ပါတယ်မြန်မာစတားရဲ့ founder ကပြည်သူနဲ့ဒိုင်းတွေကိုရန်တိုက်ပေးနေတာကြောင့်နှုတ်ထွက်ရတဲ့ပုံစံမျိုးပြောလာခဲ့တာပေါ့ပေကရင်ရပိုင်းကဖြစ်ခဲ့တဲ့မြကြီးနာသာကချင်းကောင်လေးကိုခင်ရတနာဆိုးပြောဆိုမှုတွေကလွန်သွားသလိုဖြစ်တာကြောင့်ပြည်သူတွေကခင်ရတနာဆိုးကိုဝေဖန်ခဲ့ကြပါတယ်ခင်ရတနာဆိုးအနေနဲ့ကိုကိုတိုင်းလေးစားခံရတဲ့အခြေအနေမှမရှိနေရင် င်လေးစားခံရဖို့မမျှော်လင့်တဲ့အကြောင်းပြည်သက်ကဝေဖန်လာတာပဲဖြစ်ပါတယ်။ပြန်ပွဲဝင်ကချင်ကောင်လေးက vocal ကရိုင်လွန်နေလို့ခင်ရတနာစိုးကပယ်ချဖို့ဆောင်ဖြတ်ခဲ့တာဖြစ်ပြီးကိုအောင်ကိုကိုကတော့ waiting list မှာစောင့်ခိုင်းခဲ့တာပါ။ဒါကိုပြန်ပွဲဝင်ကချင်ကောင်လေးကနောက်တစ်ပုတ်စိုးပြခွင့်တောင်းခံခဲ့ကခင်ရတနာစိုးကလည်း chance ပေးခဲ့ပါတယ်။ ဒါပေမဲ့နောက်ထပ်သချင်းတစ်ပုဒ်မှလည်းထပ်ပြီး vocal ကရိုက်နေတာကြောင့်ခင်ရနာဆိုတော့ဘက်ကမှတ်ချက်ပေးဖို့စ조사ခဲ့ကြတာပါဒါကိုပြန်ပွဲဝင်ကချင်ကောင်လေးကလည်းလက်မခံပဲသူကအဝေးကြီးကနေလာရတာမလို့နောက်တစ်ဆင့်ကိုခေါ်သွားပေးဖို့ပြောလာခဲ့တာပါဒါကြောင့်ခင်ရနာဆိုကအဝေးကြီးကလာတိုင်းခေါ်သွားပေးရမယ်ပေါ့ဆိုပြီးခနဲတက်တဲ့နဲ့ပြန်မေးခဲ့တယ်ရှင်မြန်မာစတားဘက်ကအစီအစဉ်လွှင့်တဲ့အခါမှာတော့ခင်ရနာဆိုတို့ဘက်ကအခွင့်အရေးပေးခဲ့တာတွေကိုထဲမရိုက်ပြတော့ပဲအစိမ်းခံရနိုင်စေမယ့်ခင်ရနာဆိုတို့ပြန်ပြောတဲ့စကားတွေကိုသာထုတ်လွှင့်ပြသခဲ့တာပါဒါကိုခင်ရနာဆိုက မချင်မနှက်ဖြစ်ခဲ့တာမလို့နှုတ်ထွက်ခဲ့တာပဲဖြစ်ပါတယ်။အစီအစဉ်မပြောင်းခင်အတိတ်ခရေကဒိုင်းတွေကိုအစဲမခံရအောင်ကာကွယ်ပေးဖို့ပြောတာကိုတမင်တသက်ရန်တိုက်ပေးရလို့ယူဆတာကြောင့်ခင်ရတနာစိုးကဖြစ်စဉ်အဆအဆုံးကိုလိုင်းလွင်ပြောပြလာခဲ့တာဖြစ်ပါတယ်။ဒါနဲ့မကတိပေးအရင်ပြန်ပွဲဝင်နေမှလည်းပရိသတ်မကြိုက်တဲ့ပြန်ပွဲဝင်တွေကိုနောက်တစ်ဆင့်ခေါ်ခိုင်းခဲ့တာကလည်းမြန်မာစတာဖောင်နာဖြစ်ကြောင်းဖွင့်ရလာခဲ့ပြီးတော့တယ်လီအပြုံးတို့ကိုတောင်ဖောင်နာကိုယ်တိုင်ကနောက်တစ်ဆင့်ခေါ်စီခဲ့တာဖြစ်ကြောင်းအကုန်ထုတ်ပြောလာခဲ့ပါတယ်။ဒီလိုတွေဖောင်နာအကြောင်းအဆအဆုံးပြောကနှုတ်ထွက်သွားပြီးမှအကြောင်းရင်းတရကြောင့်ခင်ရ ရတနာစိုးကမြန်မာစတားမှာဆက်လက်တိုင်းဖြစ်လောက်ကန်နေရပြန်လာပေါင်းဒါကတော့ခင်ရတနာစိုးကိုမြန်မာစတားရဲ့ဖောင်နာဘက်ကပြန်ပြီးအကူအညီတောင်းကတောင်းဆိုထားတာကြောင့်ဖြစ်ပြီးလက်ရှိအဆင့် level 1အပိအထိအကဲဖြတ်တိုင်းအနေနဲ့အပောင်းဝင်ကူညီတောင်းမှာပဲဖြစ်ပါတယ်ဒီလိုတောင်းဆိုတာကိုလက်ခံပေးတဲ့အတွက်ခင်ရတနာစိုးကိုမြန်မာစတားကနေကျေးဇူးတင်ကြောင်း posting ပြပြလာခဲ့တာပေါင်းခင်ရတနာစိုးရဲ့ပြပြချက်အရမြန်မာစတားရဲ့ဖောင်နာကသူတို့အကဲဖြတ်တိုင်းနေရပေါ်ခုံတော့လုပ်ပြီးပွဲချနေတယ်လို့ဖြစ်နေခဲ့တာကြောင့်လက်တလုံးမှာအကဲဖြတ်တိုင်းလုံးမဲ့လူမရှိတော့တဲ့အခြေအနေကိုတောင်ရောက်နေခဲ့တာဖြစ် ြစ်ပါတယ်။မြန်မာစတိုင်ရဲ့ပွဲတိုင်းကဒိုင်တယောက်ယောက်ကိုခူရုံလို့ပွဲရှာတာများပြီးတစ်နှစ်မှောက်ပွဲညင်တာမျိုးမရှိခဲ့ပါဘူး။ဒါကြောင့်ဒိုင်လည်းမမြဲသလိုအခွန်လက်ရှိစီစဉ်မှလည်းရေဘကဝင်းနဲ့အဆိုင်စီတို့လိုတပိုင်းရင်ဝိုင်းရင်ကြီးတွေကနှုတ်ထွက်သွားတာကြောင့်ခင်ယရနာစိုးနဲ့အောင်ကိုကိုတို့လိုတမန်အစိုးဒရီတာဒိုင်အဖြစ်ကြံ့ရည်ခဲ့တာပါ။အခုချိန်မှာခင်ယရနာစိုးသာနှုတ်ထွက်သွားမယ်ဆိုရင်ကိုအောင်ကိုကိုတူရဲကသာဒိုင်အဖြစ်ကြံခဲ့မှာဖြစ်တာကြောင့်ပြိုင်ပွဲကိုရှေ့ဆက်ကျင်းပဖို့မလွယ်တဲ့အခြေအနေကိုရောက်နေခဲ့ပါတယ်။ ဒါကြောင့်မြမစတိုင်ရဲ့ဖောင်နာကလည်းခင်ရတနာဆိုးကိုပြန်လဲတောင်းဆိုအကူအညီတောင်းခံခဲ့ရတာဖြစ်ပါတယ်။ခင်ရတနာဆိုးအနေနဲ့ကလည်းဆက်မလုတော့ခြင်းမိမိ level တစ်ခုပြီးတဲ့အထိတောင်းရင်ယူပေးရမှာဖြစ်တာကြောင့်သာဆက်လက်လုပ်ကင်နေခဲ့ရတာပါ။ခင်ရတနာဆိုးနဲ့မြမစတိုင်ဖောင်နာကြားမှာဖောင်နာဘက်ကအမှားများနေပေမယ့်ပြည်သက်တွေကတော့ခင်ရတနာဆိုးကိုလည်းသဘောမချချပါဘူး။ခင်ရတနာဆိုးဟာငကိုကလေးကမကြာခဏဆရာကြီးအထာဖန်တက်တာကြောင့်အမြင်ကနေခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်မြမစတိုင်ပြိုင်ပွဲကနေခင်ရတနာဆိုးအတိုင်းဖြစ်နှုတ်ထွက်တာလည်းကောင်းတယ်လို့မြမစတိုင်ပြိုင်ပွဲပါမရှိ ှိတော့ရင်မျက်စိနှောက်သက်သာမှဖြစ်တာကြောင့်ပြိုင်ပွဲပါရန်နာစေခြင်းနေကြတာ ဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့ရောမြန်မာစတားပြိုင်ပွဲကနေဒိုင်းအဖြစ်နှုတ်ထွက်ခဲ့ပေမယ့်အချိန်တွေတစ်ခုကြောင့်ပြန်လည်ပေါဝင်လာရတဲ့ခင်ရတနာဆိုးပုံဘလို့ထင်မြင်မိလဲဆိုတော့ခေါမမှာဖြစ်ပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။